โอเคဆိုတော့ AI နည်းပညာကြောင်းတန်ရောအဆိုးကောင်းပါရှိနိုင်လေအလုံးကိုင်ရောများလောက်လားပြည်တွင်းပြည်ပအတွက်ကျွန်တော် ပြည်တွင်းတော့သိချာတော့မသိဘူးပြည်ပကိုတော့ကျွန်တော်ခြုံပြီးတော့ကျွန်တော်ပြောပြမယ်ပြည်တွင်းမှာလည်းရှိသင့်သလောက်တော့ရှိရပါတော့ကျွန်တော်ဒီ AI နည်းပညာကြောင်းဆိုတာဒီ IT related major တစ်ခုခုကို university မှာတက်တာဖြစ်နိုင်တယ်လို့ဒါမှမဟုတ်လည်း technology university တီးတန်ကြီးကိုတက်တက်တာမျိုးလည်းဖြစ်နိုင်တယ်အကောင့်နေနဲ့ပြောရရင်တော့အများကြီးပဲပြောလို့တော့ဆုံးမှာမဟုတ်ကျွန်တော်တို့အခုကဘာကြီး technology နဲ့ဦးဆောင်နေရလဲပြောလို့ရတယ် ideas နဲ့ဦးဆောင်နေရပြောလို့ရတယ်နေရာတိုင်းလို့လို့မှာ tech ကရှိ ਉ ရှိနေပြီ ကျွန်တော်တို့ပြည်တွင်းကတော့တချို့မရှိတဲ့နေရာတွေတော့ရှိတယ်ဗျာ။ဒါပေမဲ့ပြပပဆိုလဲပြပအဲ့လိုနိုင်ငံတနိုင်ငံလုံးမှာလုံးဝ100%လို့မရှိရတော့မဟုတ်။ဒါပေမဲ့ဘယ်လိုပဲဖြစ် developing countries မှာလည်း technology နဲ့အရန်ကိုဥဆောင်နေတယ်။အဲ့တော့ကောင်းကျိုးတွေကတော့အများကြီးပဲ။ဥပမာတကယ်လို့ကျွန်တော်ခြုံပြီးပြောပြရရင် career proof အနေနဲ့ရှိရ future proof အနေနဲ့ရှိရင် income proof အနေနဲ့ရှိသုံးခုလုံးနဲ့ကောင်းတယ်။ကို career အတွက်လည်းကောင်းတယ်။တက်လန်းနေပြီပဲ။ဒါပေမဲ့ကိုဘက်ကတော့တေချာလုံးဖို့တော့လိုမယ်။ future proof အနေနဲ့လည်းကောင်းတယ်။ဒီ area ကိုကိုကအမြင်နဲ့လေ့လာနေအသည့်တွေအမြင်နဲ့လေ့လာနေဆိုအလုပ်ပြုသွားဖို့နိုင်ကြရတယ်။ နဲပြောရလို့ရှိရင် income proof အနေနဲ့လည်းကောင်းတယ်ဒီလစာပိုင်းဆိုင်ရပါတော့ဒါပေမဲ့ကိုပန်ကတော့ performance အနေနဲ့ကတော့ကောင်းမှုတော့လိုတယ်ပေါ့နော်ဘာမှမလုပ်တဲ့မကိုင်းတဲ့မဲနဲ့ဘွဲရရုံလေးကိုလစာရရုံမှာဒေါ်လာ1000ချီ1000ချီ3000ချီတော့မမှန်းနေပေါ့နော်တကယ်တကယ်တက်တယ်ဆိုဒေါ်လာ1000ချီ1000ချီ3000ချီကမှန်းလို့ရတယ်ပေါ့နော်အများကြီးကိုရနိုင်တယ်ဒါပေမဲ့အစိုးအနေနဲ့ကဘာဆိုလဲဆိုရင်ကျွန်တော်ဒီနီးပညာဘက်ကအလုပ်တွေက intern ပဲဖြစ်ဖြစ် junior ပဲဖြစ်ဖြစ်ပေါ့နော်ဟိုလုံးဝ low level အနေဆုံးအဆောက်အအုံဆိုတော့မပင်မရအောင်မပင်မမပင်မရအောင်ဆိုတော့ physical ပိုင်းဆိုင်ရပင်မမှုအလောက်မရှိဘူးတော်တော်များများ company တွေကကျွန်တော်လုပ်ဖို့ corporate company ဟိုအချို့မှာဗောနော်ဟို more than 50%မှာက flexible working hours တွေပြီးရုံးကိုကြိုက်တဲ့ချိန်လားကြိုက်တဲ့ချိန်ပြန်အလုပ်ပြီးပြီးရောဟိုလိုမျိုး corporate job life ကြီးကိုအဲ့လိုမျိုးကြီးတိတ်မရှိဘူးဒါပေမဲ့ corporate job life ရှိရ tech ပိုင်းဆိုင်ရာအလုပ်တွေလည်းရှိတယ်အဲ့လိုမျိုးမှယူရချောင်းတော့တမျိုးဗောနော်ဒါပေမဲ့ mostly ကတော့ flexible ဖြစ်တယ်အိမ်ကနေလုပ်မလားရုံးလာပြီးလုပ်ချင်တာတဘောဒီရုံးလာလို့ရှိရင်လည်း meeting တွေလာမလားဒါမှမဟုတ်လို့ရှိရင်ကျန်တဲ့ချက်တွေမလာဘူးလားဒါဆို physical ပိုင်းဆိုင်ရာကတော့အရင်ကြီးမပြင်မှဘူးဒါပေမဲ့ပြင်မှန်းတာကတော့ mental ပေါ့နော် ဝန္ဒနာပါရဲ့သူတယောက်အတွက်ဆိုရင်တော့မပြောလို့ဝန္ဒနာမပါရဲ့သူအတွက်ဆိုရင်တော့အရင်စိတ်ပိုင်းဆိုင်ရာပြင်ပန်းနိုင်တယ်ဝန္ဒနာပါရဲ့သူကြောင့်ဒီ error တွေရှင်းနေတာ code တွေရာ program တွေ develop လုပ်ရတာ AI တွေကို test လုပ်ရတာတွေသဘောကျတယ်ဥပမာကျွန်တော်ဆိုလဲဒီ AI ပိုင်းဆိုင်ရာအခုစလုပ်တာဆိုလဲသဘောကျတယ် data analyst ပဲဆိုလဲကျွန်တော်အရင်သဘောကျတယ်ဒါပေမဲ့ဒီ AI ကိုဝန္ဒနာမပါရဲ့သူတယောက်အနေနဲ့လုပ်မယ်ဆိုရင်ပြင်းမှုကောင်းတယ်လို့လည်းမြင်နိုင်တယ်ပြင်ပန်းတယ်လို့လည်းမြင်နိုင်တယ်စိတ်ရှုပ်စရာကောင်းတယ်လို့လည်းမြင်နိုင်တယ်ဒါမှမဟုတ်တကယ်လေရှုပ်လို့ရှုပ်တယ်ပေါ့နော်ဝန္ဒနာပါရီတို့ကတော့မရှုပ်ဘူးအဲ့တော့အလောက်ကိုင်းနေတဲ့ကလည်းရှိတယ်ဒီ ဆိုဂျူကောင်းဂျူတွေကလည်းဒါတွေလည်းရှိတယ်ပြီးပါမှာဆို developing countries တွေတော်များများမှာတော့အလုပ်ကံကပေါ့ပေါ့တယ်အဲ့ country တွေသွားဆရာမလို့ဝယ်နေကိုယ့်ကို work from home နဲ့ online ကနေ remote job ရှောက်ရင်တော့မှအလုပ်တရားအခုအများကြီးရှိရပါတော့အဲ့တော့တက်ဖို့တကယ်လို့စဉ်းစားနေရယ်ဝန္ဒနာပါလို့တက်ဖို့စဉ်းစားနေတော့ကျွန်တော်ဘက်ကလုံးဝတက်ဖို့အတွက်အားပေး recommend နဲ့လုပ်တယ်ဝန္ဒနာမပါဘူးဆိုရင်တော့နည်းနည်းတော့တစ်ချက်တော့ပြန်စဉ်းစားကြည့်ပါဟိုဝန္ဒနာမပါလို့ရှိရင်ပါတာတော့အရင်ရှာဖွေကြည့်ပါတော့ပါလို့နောက်ဆုံးမတွေ့တော့ဘူးဆိုမှ IT ဘက်ကို လမ်းမယ်ဆိုရင်ကောင်းတာတော့ကောင်းတယ်ကျွန်တော်လည်းကိုယ်တိုင်လည်းဝါသနာမပါနဲ့လှမ်းခဲ့ပြီးတော့မှဝါသနာပါသွားတဲ့တူတူအောင်လို့ပေါ့နော်ဆိုတော့အဲ့တော့တေချာလေးစဉ်းစားပြီးတော့မှရွေးဖို့တော့ကျွန်တော်ပြောချင်တယ်ပေါ့နော်